ယမတရုတ်အိန္ဒိယသုံးနိုင်ငံကိုဆက်သွယ်မယ်လီဒိုလမ်းမကြီးစီမံကိန်းကိုမြန်မာစစ်ကောင်စီဘာကြောင့်စုအတင်းအကောင့်ထဲပေါ်ကျနေတာပါလဲဒီလမ်းမကြီးစီမံကိန်းကိုအာနာသိန်းစစ်ကောင်ဆောင်ရဲ့ပြီးခဲ့တဲ့တရုတ်ခီးစင်မှာနှစ်နိုင်ငံနားလည်မှုစာချုပ်လာ MOU နဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်ဒါပေမဲ့လမ်းမကြီးရဲ့အရေးပါတဲ့နေရာတော်တော်များများကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကထိန်းချုပ်ထားလို့စီမံကိန်းအကောင်အထည်ဖော်ဖို့လက်ရှိမှာအလားအလာနေပါနေပါတယ်။ဒီလိုအခက်အခဲတွေကြားကနေစစ်ကောင်စီရဲ့ညှော်လင့်ချက်တခုပေါ်ထွက်လာပါတယ်။ဒါကတော့ဝါရာဇုပြည်သူစစ်အဖွဲ့ပါပဲ။ဒီလိုအချိန်မှာဝါရာဇုပြည်သူစစ်အဖွဲ့ရဲ့ပြောဆိုချက်ဟာစစ်ကောင်မရှင်ရဲ့စီမံကိန်းအကောင်အထည်ဖော်ဖို့အတွက်အသုံးတော်ခံသွားမလားဆိုတဲ့မေးခွန်းတွေပေါ်ထွက်လာနေပါတယ်။ စစ်ကောင်စီနဲ့ညီနောင်တက်မတော်လို့ခေါ်လိုက်တဲ့ဒီအဖွဲ့ကဘလောက်ထိအရေးပါနေပါသလဲလီဒိုလမ်းမကြီးဆိုတာပါလဲမြန်မာနိုင်ငံအတွင်းကကချင်ပြည်နယ်မြစ်ကြီးနားကနေစကိုင်းတိုင်းနာဂဒေသအထိ ဖြတ်သန်းသွားတဲ့ဒီလမ်းဟာဒုတိယကမ္ဘာစစ်အတွင်းထင်ရှားခဲ့တဲ့လမ်းမကြီးပါမဟာမိတ်တပ်တွေကအိန္ဒိယကနေတရုတ်ဘက်ကိုလက်နက်ခဲယမ်းတွေပို့ဖို့အတွက်1942ခုနှစ်ကုန်ပိုင်းမှာစတင်ဖောက်လုပ်ခဲ့ပြီး 1089မှာရှည်လျားပါတယ်။ဒီလမ်းမဖောက်လို့ခင်ကတရုတ်စီခင်းရံပို့ဆောင်မှုအတွက်ဟိမဝနာတောင်တန်းကိုကြောကလင်းရင်တွေနဲ့ခက်ခက်ခဲခဲပြုလုပ်ခဲ့ရပြီးကဘာပေါ်မှာလင်းရင်အပြတ်ကျဆုံးနေရာတစ်ခုဖြစ်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံဘက်ချက်အာတန်ပြည်နယ်ထဲကလီဒိုလို့အမည်ရတဲ့နေရာကနေအစပြုခဲ့တာကြောင့်လီဒိုလမ်းမလို့ခေါ်ဆိုခဲ့ကြတာပါ။နောက်ပိုင်းမှာတော့ လမ်းဖောက်ဖို့ပထမဆုံးစိတ်ကူးရခဲ့တဲ့ American ဘိုလ်ချုပ်ကြီး Stewell ကိုဂုဏ်ပြုပြီး Stewell မ်းမလို့လည်းခေါ်ခဲ့ကြပါဗျ။ပက်ကွိုင်းတောင်တန်းပေါ်မှာမွေလင်းမွေကောက်တရှိနေတဲ့ဒီတို့လမ်းမကြီးဟာစစ်ပီးဆုံးချိန်မှာအသုံးမပြုတော့ပေမဲ့ဒီနေ့ထိတိုင်ကမ္ဘာအလှဆုံးလမ်းတွေထဲကတစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်။လက်ရှိလီတိုလမ်းမကြီးကိုဘယ်သူတွေထိန်းချုပ်ထားသလဲ။လမ်းမကြီးရဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ကချင်ပြည်နယ်က ကံပိုက်တီနဲ့စဒုံမြို့တွေဟာလက်ရှိ KIA ထိန်းချုပ်မှုအောက်မှာရှိနေပါတယ်။ဝိုင်းမော်မြို့မှာလည်း KIA နဲ့စစ်တပ်ကြတိုက်ပွဲတွေပြင်းထန်နေပါတယ်။မြစ်ကြီးနာတနိုင်းလမ်းမိုက်တစ်လျှောက်မှာလည်းမြန်မာစစ်တပ်ကစစ်တောင်းထိုးနေပြီးနှစ်ဖက်ထိခိုက်မှုတွေလည်းရှိနေပါတယ်။တစ်ဖက်မှာတော့နာဂဒေတာအတွင်းကနန်းရုံးနဲ့ပန်ဆောင်မြို့တွေကို အာနာသိန်းစစ်တပ်ကထိန်းချုပ်ထားပါတယ်။ ဒီအခြေအနေတွေကြောင့်စစ်ကောင်စီဟာလီဒိုလမ်းမကြီးကို အလုံးစုံထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲနဲ့စီမံကိန်းကိုလက်မှတ်ထိုးခဲ့တာလို့ဆိုရမှာပါစီမံကိန်းရဲ့ဒစိမ့်တစ်ပိုင်းဖြစ်တဲ့ကံပိုက်တီမြကြီးနာပန်ဆောင်လမ်းပိုင်းကိုတရုတ်နဲ့မြန်မာကုမ္ပဏီတို့ပူးပေါင်းပြုပြင်ဖို့စစ်ကောင်ဆောင်ကသဘောတူထားပါတယ်မြန်မာစစ်တပ်ရဲ့တခုတည်းသော အားထားရာဝါရာဇုတ်အဖွဲ့ ဝါရာဇပ်ပြည်သူ့စစ်အဖွဲ့ကို2016ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့ပြီးမြန်မာစစ်တပ်ရဲ့ကုတ်ကဲမှုအောက်မှာလှုပ်ရှားရတာပါမြန်မာစစ်တပ်ရဲ့ဖွဲ့စည်းပုံအတိုင်းစစ်ကြောင်းမှုတပ်ဖွဲ့မှုဒုတပ်ဖွဲ့မှုစတဲ့အမိန်ကုတ်ကဲမှုအစဉ်စနစ်ဖွဲ့စည်းထားပါတယ်လီဒိုလမ်းမကြီးပေါ်ကဟူကောင်ကျိုင်ဝမ်ဒေတာဝါရာဇုနဲ့ရှဒူဇော့ဆမ်ပြာအောင်ရဘန်ကောက်စတဲ့ကြီးရွာတွေကိုအဲ့ဒီအဖွဲ့တွေကထိန်းချုပ်ထားပါတယ် ဝါရဇပ်ပြည်သူစီရဲ့စစ်ဦးစီးချုပ်ဟာမင်းစီတန်းဖြစ်ပြီးဒုစစ်ဦးစီးချုပ်ဟာညီစော်ရှိန်ဆိုသူဖြစ်ပါတယ်။ညီစော်ရှိန်ဟာလီစုပြည်သူစစ်ကောင်းဆောင်ဥရွှေမင်းရဲ့တမတ်တော်ဆက်သူလည်းဖြစ်ပါတယ်။၂024ခုနှစ်အတွင်းမြန်မာစစ်တပ်အားထားရတဲ့လီစုပြည်သူစစ်နဲ့ကချင်ဒီမိုကရေစီတစ်တက်မတော် NDAK တို့ကို KIA ကချီးမုန်းနိုင်ခဲ့ပါတယ်။ဒီအဖွဲ့နှစ်ခုမရှိတော့တဲ့နောက်ပိုင်းမှာတော့ KIA ဟာကချင်ပြည်နယ်အထက်ပိုင်းနေရာအများစုကို ထိမ့်ချုပ်သွားနိုင်ခဲ့ပါတယ်။ဒါကြောင့်ဝါရဇုပြည်သူစစ်ဟာမြန်မာစစ်တပ်အတွက်အဓိကအားထားရတဲ့တခုတည်းသောလက်နက်ကင်ဖွဲ့ဖြစ်လာပါရောတယ်။ဝါရဇုအဖွဲ့ဟာ2022ခုနှစ်ကတည်းကလက်နက်ခဲယံဖြည့်တင်းမှုတွေဇက်တက်ရရှိနေခဲ့ပါတယ်။2024ခုနှစ်အထိစက်တက်ပါရာမော်တာတွေရုရှားထုတ်နည်းပညာမြင့် drone တွေထိ စစ်ကောင်စီရဲ့ထောက်ပံ့မှုတွေရရှိထားပါတယ်။လီဒိုလမ်းမကြီးအတွက်ဝါရာဇုတ်ရဲ့အစည်းအဝေးအခမ်းအနားအခုလဇန်ပိုင်းတင်းနှင်းစင်းမွေးတစ်ခုမှာဝါရာဇုတ်ခေါင်းဆောင်ကမြန်မာစစ်တပ်ကိုညီနောင်တက်မတော်လို့တရားဝင်တုံ့နှုံခဲ့ပြီး KIA နဲ့ PDF တို့ကိုချိန်မုံသွားမယ်လို့အတိအလင်းကြေညာလာပါတယ်။ဒေတာခန်တွေရဲ့ပြောဆိုချက်အရဝါရာဇုတ်အဖွဲ့ဟာစစ်တပ်ရဲ့တံဖြန်ထိုးစစ်တွေမှာလဲလမ်းပြအနေနဲ့တည်းမကပဲရှေ့တန်းကနေဝင်ရောက်တိုက်ခိုက်ပေးနေပါဗျ။ လီဒိုလမ်းမကြီးကိုအပြစ်အဝပြန်ထိန်ချုပ်နိုင်ဖို့စစ်ကောင်စီရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ဝါရာဇွတ်ပြည်သူ့စစ်အဖွဲ့ဟာလက်ရှိမှာ အပြင်းထန်စစ်ကြောင်းထိုးနေပါပြီ။ဒါဆိုရင်စစ်ကောင်စီရဲ့ဒီမဟာဗျူဟာမြောက် လမ်းမကြီးစီမံကိန်းကိုဝါရာဇွတ်အဖွဲ့ကတကယ်ပဲအကောင့်ထယ်ဖို့ပေးနိုင်ပါမလားဆိုတာကတော့စောင့်ကြည့်ရမယ့်အခြေအနေဖြစ်နေပါဗျ။